အနုပညာလောကရဲ့ဝန်နာမကြသေးပေမယ့်အောက်ခြေလွန်နေတဲ့အပျော်ရိကြောင့်မီဒီယာသမားတွေနဲ့ပြဿနာဖြစ်ခဲ့တဲ့စနိုင်းတရားဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စနိုင်းတရားဦးကတော့မင်းသားဖြစ်ဖို့ကြိုးစားနေသူတယောက်ပါရုပ်ရည်ကြောင့်ဤဖန်ခံနေရပေမယ့်စိတ်အားမငယ်ပဲကြိုးစားနေတဲ့စိတ်ကြောင့်ပရိသတ်တွေကတော့ပြဿနာခဲ့ရတဲ့အဖြစ်ပါပဲသူကအနုပညာမျိုးရိုးကိုထိန်းဖို့ဆိုပြီးအနုပညာလောကရဲ့ကိုကြွေးကြော်ဝင်ရောက်ခဲ့ပေမယ့်အပိမတ်ပရိသတ်ထက်ဝေဖန်တဲ့ပရိသတ်ကများပါတယ် သူကအရေးချင်းရှိတဲ့ဒုတိယဟောမဟုတ်ဆိုတာပြည်သက်တွေကမသိရသေးပေမဲ့သူရဲ့အပြင်းစင်တွေနဲ့ရုပ်ရည်ကြောင့်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။စနိုင်တီဟာဦးကတော့မင်းသားဖြစ်ဖို့ဝေဖန်လာတဲ့သူတော့မဟုတ်တော့ပါဘူး။ချောမောပြီးခံရတဲ့ရုပ်ရည်လည်းမရှိသလိုအပြင်းစင်ကလည်းမမိုက်ပါဘူး။သူရဲ့ဝါဝါပုပ်ပုပ်ပိုက်ရွှဲရွှဲဖြစ်နေသလို။သွားမှလည်းကွန်ချိုအပြည့်နဲ့ရင်းနေတာမို့ကြည့်မိတဲ့ပြည်သက်တွေကတော့ဝေဖန်ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပြည်သက်တွေကတော့သူ့အင်တာဗျူးကိုကြည့်လိုက်တိုင်းဝေဖန်ပြောဆိုနေကြပြီမယ်။ စစ်နိုင်တီဟာဦးကတော့ဝေဖန်တန်တွေကြောင့်ပြိုလဲမသွားပါဘူးသူစိတ်ထဲမှာတော့ပြိသက်တွေကသူ့ကိုကောင်းစေခြင်းလို့ဆုံးမတာဆိုပြီးဝေဖန်တာကိုပြုတ်ပြင်ခဲ့တာလည်းဖြစ်ပါတယ်သူကပြိသက်အကြိုက်ဖြစ်အောင်သဖြင့်ချိန်ခဲ့တယ်လို့စကင်သေးချခဲ့ခဲ့ပြီးကုန်းကိုယ်တော်လျှော်စားနေပြီလည်းဖြစ်ပါတယ်ပြိသက်စကားနားထောင်တဲ့သူရဲ့အပြုံမှုတွေကြောင့်ဝေဖန်တန်တွေနဲတော့တာအလုံးတည်ထားမိမှာပါပြိသက်တော်တော်များများကတော့ဝေဖန်တာတော့စိတ်မဆိုးတဲ့အပြင်သေချာပြုတ်ပြင်နေလို့ဆိုပြီးချီးကျူးခဲ့တယ်လို့ အမြင်တွေပါပြောင်းလဲခဲ့တာကြောင့်အခုနောက်ပိုင်းမှာအနုပညာလုပ်တွေဇက်တိုက်လုပ်ကင်နေရပြီလည်းဖြစ်ပါတယ်။ပြည်သက်တွေရဲ့တနာကယူနာကြောင့်အခုဆိုရင်ကြော်ညာတွေဇလန်တူရီနဲ့ဇလန်တူရီမှာပါရကူခင်ရနေပြီလည်းဖြစ်ပါတယ်။စနိုင်တီဟာဦးကပြည်သက်တွေရဲ့မြင်တာကြောင့်အခုနောက်ပိုင်းမှာအလတ်အောင်အနုပညာလုပ်တွေလုပ်ခွင့်ရနေတာကြောင့်အောက်ခြေလွတ်တဲ့စကားတွေပြောလာတာမို့မီဒီယာတွေနဲ့ပြဿနာတက်နေကြပါပြီ။မီဒီယာသမားတွေကတော့သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးအင်တာဗျူးတွေမင်းများသလိုပြည်သက်စိတ်ဝင်စားနေတဲ့သူတယောက်မို့ အင်တာဗျူးတွေမင်းမြန်တဲ့အပေါ်မှာသူ့အနေနဲ့မကြိုက်တဲ့ပုံစံဖြစ်လာခဲ့တာပါ။အရင်ကတော့မီဒီယာအားကြောင့်ပေါ်ပူလာဖြစ်ရင်ပြည်သက်စိတ်ဝင်စားမှုရခဲ့ပေမယ့်အခုကတော့မီဒီယာတွေကိုပုံကန်တဲ့စကားမျိုးပြောခဲ့တာလည်းဖြစ်ပါတယ်။စနိုင်တရားဦးကအခုချိန်မှာမီဒီယာသမားတွေမလိုအပ်တော့တဲ့ပုံမှာအလုပ်တွေစတိုက်ဆိုသလိုလောက်ကန်ခွင့်ရနေတာမို့အင်တာဗျူးလာရင်သူ့အနေနဲ့စိတ်နှောက်ယှက်ဖြစ်ရတယ်လို့ဆိုပါတယ်။သူကအခုဆိုရင်တလားလုံးအားလက်တဲ့ပုံစံမှာပြည်သက်ကြောင့်အမှုပညာအလုပ်တွေကိုလုပ်ခွင့်ရပြီး လက်ကမ်းကြိုကြတဲ့လူတချို့ကြောင့်အနုပညာလှူရှားမှုတွေဇာတိုက်လုတ်ကင်ခွင့်ရနေရလဲဖြစ်ပါတယ်။သူကအခုဆိုရင်တလားမှာတရက်နှစ်ရက်လောက်သာနာခွင့်ရတဲ့အခြေအနေပါ။အဲ့လိုအခြေအနေမျိုးမှာအဲ့ဒီလာပြီးအင်တာဗျူးကျင်တဲ့မီဒီယာတွေကဆက်သွယ်လာတာတွေလည်းရှိပါတယ်။စနိုင်တီဟာဦးကတော့အဲ့ဒီအချက်ကိုမကြိုက်တာပါပဲ။တခါတလေနာခွင့်ရတာကိုအင်တီလာပြီးအင်တာဗျူးမယ်ဆိုပြီးပြောခဲ့တဲ့မီဒီယာသမားတွေကြောင့်စိတ်ညစ်ရတယ်ဆိုပြီးပြောဆိုခဲ့တယ်လို့သူကအင်တာဗျူးချင်ရင်ငါသိမ့်ပေးရမယ်ဆိုပြီးငွေစကားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့ပြောတွေကြောင့်ပဲမီဒီယာသမားတွေကြားမှာကြည့်ရထားကြတာလည်းဖြစ်ပါတယ်။မီဒီယာသမားတွေကတော့သူရဲ့အပြောကြောင့်စိတ်ဆိုးပြီးလာမပြူကြသလိုဝင်စကားပြောလို့မလာတော့တာတွေလည်းအများကြီးပါပဲ။မီဒီယာသမားတွေကတော့စစ်နိုင်တီဟာဦးရဲ့အောက်ခြေလွတ်တဲ့စကားကြောင့်စိတ်ဆိုးပြီးပေါ်လွှဲရိုက်နေကြတဲ့အထီးပါပဲ။အခုဆိုရင်သူစီကိုအင်တာဗျူးနဲ့လာတဲ့သူတယောက်မှမရှိတော့တဲ့အဖြစ်ပါ။သူကတခဏတာငြိမ်သောအောင်ဝင်စကားပြောခဲ့ရလို့ဆိုပြီးမယ်။အခုချိန်မှာဘသူကမှအဖတ်မလုပ်ကြတော့ပါဘူး။ အရင်ကအင်တာဗျူးတိုင်းမှာမမြင်ကျမအဆုံးတွေ့နေရပေမဲ့အခုတော့ဘသူမှအဖတ်မလုပ်ကြတော့တဲ့အချိန်လေးပါစနိုင်တီဟာဦးကတော့အခုဆိုရင်သူ့ရဲ့အောက်ခြေလွတ်စကားတွေကြောင့်မီဒီယာသမားတွေကိုပြန်ပြီးတောင်းပန်လာရပြီလည်းဖြစ်ပါတယ်သူကခဏလောက်နားရရင်ပြီးရောဆိုရဲစိတ်နဲ့ရှေးမကြီးနောက်မကြီးပြောခဲ့တာလို့ဆိုပါတယ်နားရမှာအေးစီနားရဖို့ပြောခဲ့တယ်လို့ငွေစကားပြောတဲ့အမှုပညာရှင်မဟုတ်ဘူးဖြေရှင်းခဲ့တယ်လို့စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့မီဒီယာသမားတွေကိုလည်းတောင်းပန်ပါတယ်ဆိုပြီးတောင်းပန်စကားပြောလာခဲ့ပါတယ် ။မီဒီယာသမားတွေကစိတ်ဆိုးပြေမပြေမသိပေမဲ့ပြည်သက်တွေကတော့ဇီးတိတယ်ဖြစ်နေပြီဆိုပြီးဝေဖန်နေကြပါပြီ။အောင်မြင်တဲ့အမှုပညာရှင်မဖြစ်သေးတဲ့သူတယောက်ကအောက်ခြေလွတ်နေတာမဟုတ်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုပြီးဝေဖန်ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။